ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းတန်း950ကလူသားမျိုးစိတ်မဖြစ်ခင်ရေတီကောင်ဘဝဖြစ်ပါတယ်။ mutation လို့ခေါ်တဲ့မျိုးဗီဇပြောင်းလဲခြင်းကနေအထီးအမဆိုတဲ့လိန်နှမျိုးကိုတည်တံ့ခွဲထုတ်လိုက်ပါတယ်။ဒီလိုနဲ့ပဲအထီးလိန်နဲ့အမလိန်တွေအချင်းချင်းတွဲရှိကြရာကနေမျိုးဆက်တွေပုံမပွားများလာနိုင်ပြီးတော့မျိုးဗီဇတွေလည်းပုံမကွဲပြားလာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရှိနေကြတဲ့တက်ရှိတွေအားလုံးဟာအမြင်အာရုံမရှိကြသေးတဲ့အတွက်အခုလိုအထီးအမှ တွေးရှိကြဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲဒီလိုမှောင်မဲတဲ့ပင်လေပြင်ကြီးထဲမှာအမြင်အာရုံရရှိမယ်ဆိုရင်ကျွန်တော်တို့ကပိုကောင်းတဲ့ခွင့်ရေးတွေရရှိလာမှာဖြစ်တာကြောင့်တဘာဝရဲ့ပြီးပြည့်စုံတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာမယ်အစဟာစတင်ပုံပေါ်လာပါတယ်အရေးပြားဆဲတချို့ဟာစတင်ပြီး mutation ဖြစ်လာပါတယ်ဒီချိန်မှာတော့အလင်းနဲ့အမောင်ကိုစတင်သိရှိလာသလိုတောင်းအောင်များများပိုရှာလာနိုင်တဲ့အပြင်အန္တရာယ်ရှိတဲ့တောင်းရဲတွေကိုလည်းရှောင်ရှားနိုင်လာပါတယ် ဒီလိုနဲ့အသက်ရှိရှိပိုနေလာနိုင်ပြီးမျိုးဆက်တွေလည်းပိုမိုပွားများလာနိုင်ကြပါတယ်။တိတ်မကြခင်မှာပဲပြောင်းလဲလဲတဲ့ဆဲတွေရှိကြတဲ့အသက်ရှိတွေဟာအကောင်းကြီးပုံမှုများပြားလာကြပြီးမရေမတွက်နိုင်တဲ့မျိုးဆက်တွေအများကြီးကြမှာဆဲတွေဟာလည်းတဘာဝနဲ့လက်ရောညီတွေဖြစ်အောင်ပြုပြင်ပြောင်းလဲလာကြပါတယ်။တက်ရှိတွေအားလုံးဟာတဘာကြီးနဲ့လက်ရောညီတွေဖြစ်အောင်ပြုပြင်ပြောင်းလဲလာကြတာဟာတဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးအဲ့ဒီဖြစ်စဉ်ရတွေပဲကျွန်တော်တို့ရှိမျိုးဆက်ဘိုးဘေးတွေကို မြင်အာရုံပေးစွမ်းနိုင်နေတာဖြစ်ပါတယ်။အခုမြင်နေရတာကတော့ကျွန်တော်တို့လူသားမျိုးဆက်ရဲ့ရှေ့ဘိုးဘေးဖြစ်ခဲ့တဲ့မျိုးစေ့တစ်ခုရဲ့အမြင်အာရုံအတိုင်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာတော့ကျွန်တော်တို့ဟာအမြင်အာရုံကိုစတင်ရရှိလာပြီးဖြစ်ပြီးကျွန်တော်တို့မြင်သမျှဟာလည်းပထမဆုံးစင်ကယ်ဆဲလေးကနေစဉ်တက်လာကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့မြင်နေရတဲ့အရာကဘာလဲဆိုတာသိနိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့မျက်လုံးနေနောက်မှာအာယုံရောဆဲအစူဝေးသေးသေးလေးကအတူတူကစူဝေးလာပြီးပင်အပ်ကလေးတစ်ချောင်းစာအရွယ်စားလောက်ရှိတဲ့အရာတခုဖြစ်ပေါ်လာပါတယ်အဲ့ဒီအရာကတနေ့မှတဘာဝတိုင်းဖြစ်ပေါ်လာတဲ့အရာတွေထဲကမှအရန်ကိုရှုပ်ထွေးပြီးမော်ဆန်တယ်လို့ပြောလို့ရတဲ့အုံနောက်ဖြစ်လာမှဖြစ်ပြီးတော့အခုမြင်နေရတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း920တန်းဝင်းကျင်ကပထမဆုံးအုံနောက်ဖြစ်ပါတယ် ျွန်တော်ဟာမိုင်လိုကွန်မန်ဂျီယာလို့ခေါ်တဲ့ငားနဲ့တူတဲ့တက်ရှိတမျိုးဖြစ်လာနေပါပြီ။အဲ့ဒီချိန်ကအုံနောက်ဟာရိုးရှင်းတဲ့ဆုံးဖြတ်ချက်တွေချတာနဲ့အခြေခံကြတဲ့အချက်လက်တွေကိုလုံဆောင်နိုင်ုံပဲရှိပါသေးတယ်။ဒါပေမဲ့ဒီသားရဲကြီးတွေကိုတော့လှည့်စားပုံရှောင်တာလွတ်အောင်ပြေးတာမျိုးမလုပ်နိုင်သေးပါဘူး။ဒီကောင်ကြီးကတော့အရင်ဗီဒီယိုမှာပါခဲ့ဘူးတဲ့ Anomaly Courage လို့ခေါ်တဲ့တက်ရှိတကောင်ဖြစ်ပြီးတော့သူ့ကို The Great White လို့နာမည်ပေးထားပါတယ်။ဒီလိုသားရဲတွေကြမှာကျွန်တော်တို့မျိုးစိတ်ရဲ့အသက်ရှင်နိုင်ခြင်းထက် မျိုးသုံးသောနိုင်ကြီးကပုံမြင်ပါတယ်။ကဘာပေါ်မှာနေထိုင်ခဲ့မှုတဲ့တက်ရှိမျိုးစိတ်တွေအားလုံးနဲ့က69ရာခိုင်နှုန်းလောက်ဟာမျိုးသုံးသွားခဲ့ကြပြီဖြစ်ပါတယ်။ဒါမဲ့လည်းမျိုးဗီဇကွဲတွေထဲကကံကောင်းတဲ့မျိုးရိုးမှာတက်ရှိဖြစ်လာတဲ့မိုင်လူကတော့တဖြည်းဖြည်းနဲ့အကျန်းခံလာပါတယ်။သူ့ရေပြားတွေဟာအရင်ကပျော်ပြောင်းတဲ့အနေထားအမည်အခုဆိုရင်ပုံမမာကျောလာပါပြီ။သူ့မင်းယူတွေနဲ့တွားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကတားရည်တွေကြားမှာရှင်တန်ရင် အသက်ရှင်မှုအတွက်စင်ကဲပြောင်းလဲလာကြပြန်ပါတယ်။တမားတဲ့မေးယူတွေခိုင်ခန့်တဲ့သွားတွေနဲ့အစာပူရှာလာနိုင်ပြီးတော့ပူကြီးပြီးပိုးတမ်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်လာခဲ့ပါတယ်။ဒီလိုနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းတန်း380အချိန်ကိုရောက်လာတဲ့အခါမှာတော့ကျွန်တော်မျိုးစိတ်ဟာတပေလောက်ရှိတဲ့အခွန်မာငါးတမျိုးဖြစ်လာခဲ့ပါပြီ။ကြည်လိုက်ရင်တော့ကျွန်တော်တို့ဟာပြိုင်ဘက်ကင်းနေပြီလို့ထင်ရပေမဲ့ တကယ်တော့ကျွန်တော်တို့ထက်ကြီးမားပြီးကြောက်စရာကောင်းတဲ့တခြားမျိုးစိတ်တွေရှိနေပါပြီဒီလိုချင်းတွေရောက်လာပြီဆိုရင်တော့ရွေးချယ်စရာရှင်ပါတယ်အဲ့ဒီကောင်းကြီးစီရနေလွတ်အောင်ပြေးမလားသေမလားဆိုရဲနှက်လန်းပါပဲကျွန်တော်တို့ဟာရေတိမ်ပိုင်းမှာတော့ဒီတောင်းရဲတွေရန်ကနေလုံခြုံတယ်လို့ပြောလို့ရပါတယ်ဒါမဲ့ဒီမှာလဲစိတ်မအေးနိုင်နေပါဘူးရေဟာစီးစင်းခြင်းမရှိငြိမ်သက်နေပြီးအောက်ဆီဂျင်ကလည်းလုံလုံလောက်မရှိပါဘူးအောက်ဆီဂျင်မရတဲ့အခါဆဲတွေသေဆုံးကုန်ပြီး အစိတ်သင့်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေဟာသွေးထဲမှာရောက်ရှိလာတဲ့နောက်ကျွန်တော်တို့ဟာအရင်နေရာကိုပြန်မတော်နိုင်တော့သလိုဒီမှာဆက်နေလို့လည်းမဖြစ်နိုင်ပါဘူးကျွန်တော်တို့အတွက်သွားစရာနေရာတနေရာပဲကြံပါတော့တယ်ကျွန်တော်မျိုးစိတ်အနေနဲ့စင်ကယ်ဆင်းဘွားကနေတပေလောက်ရှိတဲ့အခွန်မှာငါးတကောင် ဖြစ်လာတဲ့ကြည်နှစ်ပေါင်း3ဘီလီယံကျော်ကြာမြင့်ခဲ့ပါတယ်အခုချိန်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့အနာဂတ်ဟာ မရည်မရွယ်ဖြစ်လာပါတယ် ဒါပေမဲ့တဘာဝပြောင်းလဲမှုတွေကနေသူတို့မျိုးစိတ်ကိုအသက်ရှင်တန်ခွင့်ပေးခဲ့ပါတယ်။နေပေါင်းတန်းချီတဲ့အချိန်အတွင်းမှာမျိုးဆက်ပေါင်းထောင်နဲ့တောင်းနဲ့ချီကြာခဲ့ပြီးတော့သူတို့မျိုးစိတ်ရဲ့ခန္ဓာကိုယ်ဟာတခြားငါးတွေမလုံနိုင်တဲ့အရာကိုလုံနိုင်တဲ့အထိလယောညီတွေ ပြောင်းလဲလာခဲ့ပါတယ်။အဲ့ဒါကတော့လေကိုရှူရှိုက်တာပါ။လေကအဆုတ်လို့ခေါ်တဲ့ကိုရင်းမိုင်းအင်္ဂါတစ်တစ်ခုလေးကိုဖျက်တမ်းဝင်ရောက်လာပါတယ်။ ကျွန်တော်တို့မျိုးစိတ်ဟာရေငြိမ်တဲ့ဟိုတားရဲတွေအမဲလိုက်တာကနေရောက်ရှိလာခဲ့ပြီးတခြားငါးတွေနဲ့မတူပဲလေးကိုရှူဆိုင်ဖို့တွန်းအားပေးခံလိုက်ရပါတယ်အခုချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာ Ethio State လို့ခေါ်တဲ့တက်ရှိဖြစ်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပြီးမဟတ်နဲ့အစုတ်ကြားမှာအလဲပြောင်းလုပ်ရင်လေတွေကနေရောရေထဲမှာပါအသက်ရှူနိုင်လာပြီဖြစ်ပါတယ်ဒီနေ့ခင်မှာတော့ကျွန်တော်တို့မှာဘဟတ်တွေမရှိကြတော့ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း365တန်းအချိန်ကိုရောက်လာခဲ့ပါပြီ ကျွန်တော်မျိုးစိတ်ဟာ ရေထဲကနေအပြင်လောကကိုခေါင်းထုတ်ကြည့်လိုက်ပါလေ။ကျွန်တော်တို့ကစိုးစွဆိုညီစိုးစိုးရေပြင်ရှိနေပြီးရှေ့မှာတော့ paradise တစ်ခုရှိနေပါလေ။ရွေးချယ်စရာတော့ရှင်းရှင်းလေးပါ။ဒါပေမဲ့ဖြစ်လာမဲ့အကျိုးဆက်ကတော့တန်ဖိုးမဖြစ်နိုင်ပါဘူး။ဒီလိုနဲ့ကျွန်တော်တို့မျိုးစိတ်ဟာ ရေထဲကနေကုန်းပေါ်တက်လာခဲ့ပြီးလူသားဖြစ်လာမဲ့မျိုးဆက်သမိုင်းကိုကုန်းမြေပေါ်မှာစတင်ပြောင်းလဲခဲ့ပါလေ။ ဒီပိုင်းလေးကိုတော့ဒီနေရာမှာပဲရန်လာပါမယ်နောက်ထပ်ပိုင်းလေးကိုလည်းလာရောက်လေ့လာကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်